ထိုင်းနိုင်ငံမှာအကြံကအာဆီနန်တော်လူလူတွေများတဲ့ဗတ်စုံဖြောဖြောရဲ့အဆောင်ကိုမနေ့ညနေပိုင်းကအဖွဲ့စုံဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီဝင်ဟာမြန်မာနိုင်ငံသားတွေငှားရမ်းထားတဲ့အဆောင်ဝင်ဖြစ်ပါတယ်။ပြည်내အုပ်ချုပ်ရေးမှူးဦးဆောင်ကလောက်ဓမာဝန်ကြီးဌာနကစစ်ဆေးမှုတွေရဲတပ်ဖွဲ့ဝင်တွေစစ်တပ်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေပါဝင်တဲ့ရာရှိနေရာကျော်ကပူးပေါင်းပြီးရှောင်းတခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။အဲ့ဒီလိုဝင်ရောက်စစ်ဆေးရာမှာအဆောင်နဲ့လူနေအဆောင်တွေတို့မှလှုပ်လှုပ်ကိုင်းနေတဲ့ မြန်မာလှုပ်ရှားတရားကြောင့်တွေ့ရှိခဲ့တယ်လို့ဒေတာတွန်းသတင်းရင်းမြစ်တပ်ကပြောဆိုထားပါတယ်။အဲ့ဒီအဆောင်အုံမှာဖျော်ဖေးစင်တာဖြစ်လှုပ်ဝက်လှုပ်ဆောင်ထားပြီးမြန်မာနိုင်ငံသားတွေအတွက်ရည်ရွယ်ဖွင့်လှစ်ထားတဲ့ဘာဂါရာအိုကင်နဲ့ဖီလက်ကုံတွေပါဝင်လာတွေ့ခဲ့ရပါတယ်။အဲ့ဒီနေရာမှာဝန်ဆောင်ကပြတနာယီကို ထိုင်းဘက်250တက်မှတ်ထားပြီးနှစ်နာရီတုံးပြူတွေကတနာယီအခါမဲ့ဝန်ဆောင်မှုရကြတယ်လို့ခောက်ဆော့ထိုင်းတဲ့မှာရည်တာထားပါတယ်။ အခုစစ်စေးရမှာအထူးကန်းဗန်ဗီတွေမှာမူရေးစေဝါးတွေရရှိနိုင်ပြီးတော့ဆိုပါထိုင်ကုန်တွေနဲ့အစားအုံနံပြမှာမက်ဒန်ဖက်ဒမင်စေးပြားတွေကြီးစံပါတဲ့လက်နဲ့အချုပ်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။မဟာချိန်မှာလုံးလုံးကိုင်းနေတဲ့မြန်မာရွှေပြောင်းလုံတာအချုပ်ပြောကြားချက်အရအတိအကျတင်ပြတန်ကြာမှုကြောင့်ဝန်ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုထားပါတယ်ခင်ဗျာ။